ကလပ်ကပဖလာပြိုင်ပွဲဝင်ကွင်းရဖို့ FIFA တန်တောင်းဆိုခဲ့ပွဲတဲ့ဘာစီလိုနာဘောလုံးကမှမကြသေးခင်ကထူးခြားပြီးစိတ်ဝင်စရာကောင်းတဲ့ဖြစ်ရတစ်ခုအနေနဲ့စပိန် AIG ကလပ်ဘာစီလိုနာတင်းဟာလက်ရှိစတင်နေပြီဖြစ်တဲ့ကလပ်ကပဖလာပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိဖို့အတွက်ကမ္ဘာဘောလုံးပွဲချုပ် FIFA တန်တောင်းဆိုခဲ့ပွဲတဲ့လို့သိရပါတယ်ဒီလိုတောင်းဆိုမှုဟာမက်ဆီကိုကလပ်လီယိုတင်းကိုကံပွဲကနေထုတ်ပယ်လိုက်ချိန်မှာဘာစီလိုနာကခွင့်ရယူပြီးဝင်ရောက်ရှင်ပြိုင်လိုခဲ့တာပဲဖြစ်ပါတယ်ဒီပြိုင်ပွဲကြီးကဇွန်လ16ရက်နေ့ကလေးကစတင်ကျင်းပနေပြီဖြစ်တာကြောင့် ဒီဖြစ်ကဘလုံးပရိသတ်တွေကြောင့်မှပုံမစိတ်ဝင်စားစရာဖြစ်လာစေခဲ့ပါတယ်။ကလပ်ကပပလာပြိုင်ပွဲရဲ့စီးမြင်စည်းကမ်းတွေရာပိုင်ရှင်တို့ဦးတဲ့ဒါမှမဟုတ်ပိုင်ရှင်အပွဲကြီးတစ်ခုတွေကပိုင်ဆိုင်နဲ့ကလပ်အသင်းနဲ့တင်းဟာပြိုင်ပွဲမှာဒုတိယကဝင်ရောက်ချင်ပြိုင်ပွဲမရှိပါဘူး။ဒီနေရာမှာပြဿနာကတော့မက္ဆီကိုကလပ်လီယိုတင်းနဲ့ပါချူကာအသင်းတို့ဟာဂရုပိုပါချူကာလို့ခေါ်တဲ့နာမည်ကြီးပိုင်ရှင်အပွဲကြီးတစ်ခုတွေအောက်မှာရှိနေကြတာပဲဖြစ်ပါတယ်။ပါချူကာအသင်းကတော့ကိုကာကပ်ချန်ပီယံဖြစ်ကလပ်ကပပလာပြိုင်ပွဲမှာပါဝင်ခွင့်ရရှိထားပြီးသားဖြစ်ပါတယ်။ဒါကြောင့် FIFA ရဲ့စီးမြင်စည်းကမ်းအရပိုင်ရှင်တို့ဖြစ်နေတဲ့လီယိုတင်းကိုပြိုင်ပွဲကနေထုတ်ပြန်ရန်ဆုံးဖြတ်ခဲ့ရတာပဲဖြစ်ပါတယ်။ပါကြောင့်လဲဆိုတော့ပါချူကာအသင်းရဲ့ခြေကျော်နဲ့ပြိုင်ပွဲဝင်ခွင့်ရမယ့်တိကပုံမူတာလွန်ခဲ့လို့ပဲဖြစ်ပါတယ်။ ဟာပြိုင်ပွဲစီမင်းစီကန်းတွေကို FIFA ဘက်ကဘယ်လောက်ထိတည်တင်းကျကျကိုင်းတွယ်လဲဆိုတာကိုပြသနေတဲ့အချက်ပါပဲလီယိုတင်ထုတ်ပယ်ခံရတာနဲ့ပတ်သက်ပြီးပြိုင်ပွဲမှာနေရာလွတ်တစ်ခုဖြစ်ပေါ်လာချိန်မှာဘာစီလိုနာတင်းကဒီချီနီကိုခွင့်ကောင်းယူပြီးကလပ်ကပါပလာပြိုင်ပွဲမှာဝင်ခွင့်ရရှိဖို့ FIFA တန်တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်ဘာစီလိုနာလိုကမ္ဘာထိပ်တန်းကလပ်အသင်းကြီးတစ်သင်းကဒီလိုတောင်းဆိုတာဟာအန်အောစီရာတော့မဟုတ်ပါဘူးဒါပေမဲ့ FIFA ကဘာစီလိုနာတင်းရဲ့တောင်းဆိုချက်ကိုချက်ချင်းပဲတပြက်တတပယ်ချခဲ့ပါတယ် FIFA ရဲ့ရွေးချယ်မှုစံနှုန်းတွေကကလပ်ကပါဗလာပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိဖို့ဆိုတာနောက်ဆုံး၄နှစ်တာကာလအတွင်းဥရောပပြိုင်ပွဲတွေအထူးသဖြင့် Champions League ရဲ့ရလဒ်တွေပေါ်မှာမူတည်ပြီးဆုံးဖြတ်တာပဲဖြစ်ပါတယ် ဒီစံနှုန်းအရာကြည့်မယ်ဆိုရင်ဘာစီလိုနာအသင်းထက်စပိန်ပြိုင်မက်ဒရစ်ဖြစ်ကြတဲ့ရီယယ်မက်ဒရစ်နဲ့အက်တလတီကိုမက်ဒရစ်အသင်းတို့ကဥရောပပြိုင်ပွဲတွေမှာဆန်းဆောင်ရေးပိုကောင်းခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လည်း FIFA အနေနဲ့လီယွန်တင်းရဲ့နေရာကိုဥရောပကလပ်အသင်းနဲ့စားထိုးဖို့စီမံရှိတဲ့ပြင်ဘာစီလိုနာရဲ့လီနီတာဆန်းဆောင်ရေးကလည်းဝင်ရောက်ဖို့လုံလောက်တဲ့အမှတ်တွေမပြည့်မီခဲ့ပါဘူး။ဒါကြောင့်လီယိုတင်းရဲ့နေရာအတွက် FIFA ကကွန်ကာကက်ဒေတာရင်းကပဲအမေရိကန်မေဂျာလိဂ်ကလပ်လော့အင်ဂျလီတင်းနဲ့မက္ကဆီကိုကလပ်ကလပ်အမေရိကအသင်းနှစ်သင်းကိုပလေးအင်တပွဲကစားစီခဲ့ပါတယ်။ဒီပွဲစီမှာတော့လော့အင်ဂျလီတင်းကအနိုင်ရရှိခဲ့တဲ့အကြောင်း သူတို့ကလက်ရှိချင်းပနေတဲ့ကလပ်ကပဘလာပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်လီယွန်ရဲ့နေရာကိုကွန်ကာကက်ဇုံအတွင်းကနောက်ထပ်အသင်းတစ်သင်းနဲ့အစားထိုးခဲ့တာဖြစ်ပြီးဘာစီလိုနာရဲ့ပြိုင်ပွဲဝင်ရောက်လို့လည်းမျှော်မှတ်ချက်တွေပြပြသွားခဲ့တာပဲဖြစ်ပါတယ်။ဒီပြေရကလပ်ကပဘလာပြိုင်ပွဲရဲ့စီးမင်းစည်းကမ်းတွေဘလောက်ထိတင်းကျပ်တယ်လဲ။ FIFA ရဲ့အဆုံးဖြတ်ချက်တွေကဘလောက်ထိတိကျတယ်လဲဆိုတာကိုချင်းချင်းလင်းလင်းပြသနေပါတယ်။ဘာစီလိုနာအသင်းလိုကမ္ဘာကျော်ထိပ်တန်းကလပ်အသင်းကြီးတစ်သင်းကတောင်းဆိုတာတောင်းစီးမင်းစည်းကမ်းနဲ့မကိုက်ညီရင်လက်ခံမှာမဟုတ်ဘူးဆိုတာကိုဒီပြေရကနေတင်ကန်းစာယူနိုင်ပါတယ်။ပြိုင်ပွဲကြီးစတင်ပြီးပွဲစဉ်တွေကစားနေပြီဖြစ်လို့ဘာစီလိုနာအနေနဲ့ကတော့နောက်ပြိုင်ပွဲတွေတက်တာစူးစမ်းပြင်ဆင်ရတော့မှာပဲဖြစ်ပါတယ်။ बाय बाय सुनते करते हैं अमर पूछे करते हैं